โอเคเนเน่ပြောကြည့်အောင်ဆိုတော့ကျွန်တော်ပြောခဲ့တယ်အမ်မော်တာကွန်ထရိုးမှာအချိန်ကြတဲ့မော်တာကွန်ထရိုးတစ်ခုအကြောင်းလို့ပြောတယ်အဲ့ဒါကဘာလဲဆိုတော့အာ DON စတာဒါတိုင်း online စတတာလို့အမ်တော်တော်များများသိကြတဲ့အမ်ဒါတိုင်း online မော်တာကွန်ထရိုးပေါ့လေအဲ့မှာကကျွန်တော်ပရမအုံးဆုံးနည်းနည်းပြောပြမယ်ဒီဘိုက်ပါ3နဲ့ဒီဘိုက်တွေ သုံးနဲ့တစ်ပိုက်တည်းအကြောင်းပေါ့မတည်သေးတဲ့လူတွေအတွက်ရည်ရွယ်ပါတယ်ဘာလို့ဒါတွေကအချိန်ကြာတဲ့အကြောင်းအရာတွေဆိုတော့တီပီသားလူတွေအတွက်ကအာတိတ်ထူဆန်းရတော့မဟုတ်ဘူးပေါ့လေအဲ့မှာပရမအူဆုံးဘာပါလဲဆိုတော့ဘရကတော့ဒီ electrical switching device မှာအရေးကြီးဆုံးအာပစ္စည်းတစ်ခုပေါ့လေဘရကတစ်ခုသုံးတယ်အဲ့အောက်မှာဘာရှိလဲဆိုတော့ magnetic connector တစ်ခုပါမယ်။ overload relay ကတော့ motor protection မှာအရေးကြီးတယ်အရေးကြီးတဲ့ခံရတာမှာပါတယ် overload relay ကိုဒါတော့တာမယ် overload relay ပေါ့အမျိုးမျိုးရှိတယ်ဗျာ overload relay ကို သုံးသင့်တယ် overload relay က motor ဘယ်လိုပြောမလဲ banning motor ban အဲ motor ရေလောင်ကျွမ်းခြင်းကနေအင်းကာဝယ်ရေပေါ့ဗျာခြေကအဖြစ်တော့ motor လောင်တဲ့အန္တရာယ်ကနေကာဝယ်ရေမှာ မော်တာလောင်ခြင်းအကြောင်းတရားတွေအများကြီးရှိရဗျာရှိတဲ့အကြောင်းတရားတွေမှာအဓိကတော့ over current ဖြစ်လို့ဒီပိုင်မတယ်လို့ခေါ်တဲ့အဲဒီတာမယ်ဒီအပူဖြစ်သွားတယ်ဆိုရင် ကွန်တက်လေးကကွာသွားတယ်ပေါ့ဗျာအဲဒီဟာကအလုံးလုံးတယ်ဝါလုံးတော်လေးကအရေးကြီးတယ်နောက်တစ်ခုကဒီမော်တာမှာဒီ breaker မှာဆိုရင်တော့မှလက်ခုသုံးရမယ်ဒါလဲဆိုတော့ဒီ power control ပါဝါကွန်ထရိုးရဲ့ပါဝါလိုင်းကိုကွန်ထရိုးလုပ်တဲ့ဘရိတ်ကာရဲ့ကွန်ထရိုးလိုင်းကိုကွန်ထရိုးလုပ်တဲ့ဘရိတ်ကာရဲ့ဆိုနှလုံးဖဲသုံးတဲ့ ਨੇ အဲဘာကြောင့်လဲဆိုတော့ short circuit တစ်ခုခုဖြစ်ရင်အဲ troubleshoot လုပ် troubleshoot လုပ်ရတာပြဿနာရှာရတာအဆင်ပြေတယ်ပေါ့ဗျာနောက်တစ်ခုအရေးကြီးတာတော့ motor ပေါ့ motor ကတော့အမျိုးမျိုး cyclone cyclone နဲ့ motor အဲ cyclone နဲ့ motor ဒါကတော့ gear motor တစ်ခု ြိုက်တဲ့ဟာသုံးလို့အဆင်ပြေတယ်အဲဒီကောင်းတော့အသေးပါ Kia Motor ဒီချက်ရှိုးလိုက်ပါလဲ1 to 10တဲ့စေသာတဆစေသာတဆပြကျူးလုပ်ပြီးတယ်နောက်ခုပါရှိမယ်ဒီမှာ name plate မှာတစ်ချက်ရှိုး okay kilo က0.4 power က0.2 အမ220 380ရတော့ wide connection started a connection ပေါ့လေ wide connection မှာတုံးလို့ရတယ်ဒီအောက်မှာ connection တစ်ခုပြထားတယ်220 380 okay ဆက်ကြည့်ရအောင်နောက်တစ်ခုကဒီမှာ switch နှစ်ခုရှိတယ်ဒါကတော့ stop button ဒီက normally close normally close ဆိုတာ contact ကို contact က ठी နေရဒီကော normally open normally open contact ကအပွင့်မ ठी ဘူးပေါ့ဗျာ contact ကမ ठी ဘူးနှိမ့်လိုက်မှ contact point တစ်ခု ठी မယ်ဒီကောမနှိမ့်ခင်နေရ ठी နေရနှိမ့်လိုက်ရင် contact point တစ်ခုကလွတ်သွားမယ်ပေါ့ so okay ဘလိုလုပ်လို့လဲတစ်ချက်ကြည့်ကြည့်အောင် okay backup ဖွင့်လိုက်ပြီဒီမှာ power power ရောက်နေပြီ ဘာဘာရောက်နေပြီဆိုတော့ဘာဘာရောက်တာစင်ပြီလားဘာလားညာလားမီတာလေးနဲ့ချက်ထောက် line 1 line 2 op 395 line 1 2 395 line 2 3 395 okay ပါဝါတော့ဖွင့်လိုက်ပြီပါဝါဖွင့်လိုက်ရင်ဒီ ठी ဘရိတ်ကာကနေပြီးတော့မက်ဂနတစ်ကွန်တာအဝင် ठी ပါဝါရောက်နေပြီပါဝါရောက်နေတဲ့အချိန်မှာမက်ဂနတစ်ကွန်တာအလုံးမလုံးသေးဘူးလုံးမလုံးတော့အော့ပုံမရှိဘူးအော့ပုံမရှိတော့မော်တာမလဲသေးဘူးပေါ့ဗျာမော်တာမလဲတဲ့အချိန်မှာငါဆင်းတစ်ခုရှိတယ် stop button ကျွန်တော် step button တစ်ခုနှိပ်လိုက်မယ်အင်းဆက်ပန်တန်တခုနှိမ့်လိုက်တဲ့အခါမှာ မကနနစ်ကွန်နတာကဒီမှာကတ်သွားပြီအော်ဘော့ထွက်ပြီပေါ်တာလဲပြီโอเคအဲ့ကောင်ကဆက်ပဒန်ငါတစ်ချက်ဖဲနှိမ့်လိုက်တယ်မကနနစ်ကွန်နတာကက်ရက်ဖြစ်နေတယ်ကက်ရက်ဖြစ်နေတာဟောပြီးရင်ကျွန်တော်အဲ့ဒါကိုနားလဲအောင်အာဒိုင်ဂရမ်နဲ့ကွန်ထရိုးဆာကစ်ဒိုင်ဂရမ်နဲ့ကျွန်တော် ပြပြမယ်အမ်โอเคအစတော့ပဒံကိုနှိမ့်လိုက်ရင်မကနနစ်ကွန်နတာပြန်ကွာသွားမယ်မော်တာရက်သွားမယ်အော်ပရေရှင်းကတော့ဒါပဲ အဓိကအရေးကြီးတာအမ် data online setter မှာဒီ overload relay data online setter ဘယ်ဖြစ်ဖြစ်ဘာဖြစ်ဖြစ်ဘယ်တော့ကုန်းစက်ကြီးမှာ overload overload relay ကိုသုံးကိုသုံးပေးပါဂျီနီယာမှာ technical pass ရာအဲတခုပြောရရင်ကျွန်တော်တို့ modal control socket မှာ အဲဘုံလာဖြစ်တဲ့ control နှစ်ခုပေါ့ဗျာဒါတိုင်း online setter ရဲ့အဲ star data setter ဆိုပြီးတော့နှစ်ခုရှိရဲ့အဲ့ဒီအဲ့ဒီအနေထားမှာကျွန်တော်တို့က1 kW to 4 kW အထိကိုအဲဒါတိုင်း online setter သုံးသင့်ပြီးတော့4 kW ရဲ့အထက် motor တွေကိုတော့ star data setter ဆဲရတာ control ပေါ့ control circuit ကို သုံးသင့်တယ် ဒီကက study car ကို control လုပ်ဖို့ပေါ့ motor အသေးလေးတွေမှာပြဿနာမရှိပေမဲ့ motor အကြီးတွေမှာ study car အရင် မြင့်တက်တဲ့ဟာရှိတယ်အဲ့အတွက်ကြောင့် start data motor setter ကိုပြောင်းသုံးပေးရမယ်ပေါ့ဗျာ okay အဲ့ဒါဆိုရင်အမ်ဘယ်လိုလုပ်လို့တလဲဆိုရယ် operation ကိုတော့အမ်ဒီ circuit ကို run ပြတဲ့အတွက်ခင်ဗျားတို့ အနှံ့ငယ်သဘောပေါက်တော့ပြီဆက်ကဲ့ဒိုင်ဂရမ်ကိုဒီဝိုင်းရီကနက်ရှင်တွေဘယ်လိုလုပ်လဲဆိုတာကိုကျွန်တော်တစ်ချက်ဆက်ရှင်းပြမယ်ဆက်ကြည့်လိုက်ပါဦးโอเคဒီတိုင်း online model structure က operation ဘယ်လိုလုပ်လဲဆိုတာခင်ဗျားတို့မြင်ခဲ့ရပြီ။အဲနောက်တစ်ခု control wiring wiring connection တွေဘယ်လိုလုပ်လဲဆိုတာတစ်ချက်ကြည့်အောင်အဲ့နေရာမှာပြမအောင်ပြောချင်တာကဟိုကျွန်တော်သုံးမဲ့တစ်ပိုက်ဒီအကြောင်းကိုအနည်းငယ်ပြောပြချင်တယ်ဗျအဲ့ဒါကကျွန်တော်ဒီမှာဆို NONC ဆိုရဲအနခုရှိတယ်အဲ့ဒါဘာကြောင့်ကျွန်တော် point ထောက်ထားတာဆိုတော့ဒီ contact ကအရေးပါတဲ့ contact တွေဗျဒီ magnetic connector မှာရော overload relay မှာရော ဒီ content တွေပါတယ် NO ဆိုတာ normally open ပုံမှန်အချိန်တွေအလုံးမလုပ်သေးတဲ့အချိန်တွေမှာအဲဖွင့်ဒီကောင် content ကမထိနေဘူးပေါ့ဗျာ open အချိန်တွေ normally and caesar are normally close ဗျာဒီလိုအချိန်တွေ so okay အဲ့ဒါဆိုရင် ကျွန်တော်က control set kit တွေမှာဒီနှစ်ခုကအရေးပါတယ်ရှိပါလို့ပဲလောလောဆယ်မှတ်ထားအဲနောက် ကိုလိုစားကိမှာဘလို့လုံးလုံးလဲဆိုတာတည်သွားရင်ကျွန်တော်နားလေသွားလိမ့်မယ်အဲ့မှာဆက်မတစ်ချက်ကကျွန်တော်တို့ဒီဘက်က line ရှိတယ်ဒီဘက်က neutral okay magnetic connector တွေမှာတခုပြောပြမယ် magnetic connector တွေမှာကဒီ coin ဘိုးတွေပေါ့သူ့မှာ A1 A2 ဆိုတဲ့ coin coin contact ဘိုးတွေအာ supply ဘိုးတွေကျွေးရတဲ့နေရာရှိရပေါ့ကဲအဲ့မှာက AC 220 and do the d240 for the rating အမျိုးမျိုးထုတ်တယ် AC ရှိတယ်လို့ DC လည်းရှိတယ်ဗျာ DC ဆို24ဟုတ်ပို့02 24ဗျာ DM အဲ့လိုရှိမယ်အဲဗိုဒီရဲ့ကွင်းကွဲလိမ့်မယ်အဲအလုံးလုံးတာချင်းကတော့အတူတူပဲ so okay ကျွန်တော်တို့အဲဒါတိုင်း online ကျွန်တော်စင်ပြထားတဲ့ second မှာဘယ်လိုစင်ထားလဲဆိုတော့ပထမတစ်ခုက stop button stop button အနီးခလုတ်ပေါ့ stop button stop plug stop button ကပုံမှန်ချင်းနေမှာပိတ်နေမယ် okay နောက်တစ်ခုက step button step button ကပုံမှန်ချင်းနေမှာပွင့်နေမယ်ဒီ stop button step button ရဲ့ဒီမှာကျွန်တော်သုံးထားတာက push button လို့ခေါ်ပါတယ်ဗျာ push button ဆိုတာနှိပ်တဲ့အခါမှသာကိုနှိပ်ထားမှသာလေအလုံးလုံးမယ်ဆိုတဲ့သဘော okay အဲ့ဒါနေပြီးတော့ဘယ်ကိုဆက်သွားလဲဆိုတော့ဒီဝိုင်းကျိုးကထွက်လာမယ် ထွက်လာပြီးတော့ magnetic connector ရဲ့ A1 contact A1 point လေးပေါ့သူက supply voltage ဗိုလ်တစ်ခုကျွေးရတဲ့ point ကိုသွားမယ် A1 point ကိုသွားမယ် okay ဒီဘက်တစ်ချမ်း neutral ဘက်ချမ်းကဘာရှိလဲဆိုတော့ overload relay ရှိတယ်ကျွန်တော် overload relay ပါတယ် overload relay ရဲ့ normally close contact NC contact NC contact ကိုဖြတ်ပြီးတော့ဒီဘက်ဒီဘက်ဖြတ်ပြီးတော့ A2 magnetic connector coil A2 ကိုသွားမယ် ဆိုခင်အဲ့မှာကျွန်တော်တို့ကဒီချင်းနေဒီကောင်းမပါသေးဘူးဒီအောက်ကဒီချာလေးမပါသေးဘူးဆိုရင် step pattern ကိုနှိပ်လိုက်ရင်နှိပ်ထားတော့မှာပဲ magnetic connector ကတ်နေမယ်အဲဆိုတော့ motor လှုပ်လို့နေမျိုးပေါ့နှိပ်ထားတော့မှာပဲ motor လှုပ်လို့မယ်အဲပြန်လှုပ်လိုက်တဲ့အခါ motor လုံးမလို့တော့ဆိုတော့ဒီညမှာကျွန်တော်ကတစ်ချက်ပဲနှိပ်ချင်တယ်အဲ magnetic connector အမြဲ ကတ်နေရမယ်ဆိုတဲ့အနေအထားဖြစ်ချင်နေဆိုရင်မဂနက်တစ်ကွန်ဒက်တာရဲ့ normally open contact ကို step pattern ကိုဒီလိုခွာပေးရတယ်။အဲ့ဒါကိုကျွန်တော်တို့ဘယ်လိုခေါ်လဲဆိုတော့ auxiliary circuit ပေါ့။ C circuit လို့လည်းခေါ်ရဗျာ။ auxiliary circuit ဘယ်လိုအလုပ်လုပ်လဲဆိုတော့ကျွန်တော်က push button step button နှိပ်လိုက်တယ်ဆိုရင်အဲ power MC မဂနက်တစ်ကွန်ဒက်တာကိုရောက်မယ်။ရောက်တဲ့အခါမှာတစ်ချက်ရောက်သွားမယ်။ စတဲ့ပြန်နှိမ့်လိုက်ရင်ဒီပါဝါမရောက်တော့ဘူး။ဒါဒါပေမဲ့မဂရတိကွန်တာအလုံးလုံးတဲ့အချိန်မှာဒီကွန်တက်ကလို normally open ချေနေရနေပြီး close ဖြစ်သွားမယ်။ close ဖြစ်သွားရင်ဒီအန်ဒီ PSA ဖြတ်စီးပြီးတော့ဒီအောင် C circuit လို့ခေါ်တော့ဗျာ auxiliary auxiliary သူကအာ electrical ဘယ်လိုပြောမလဲ electric electric fee ရနေ magnetic fee ပြောင်းသွားတာပေါ့ magnetic fee ဖြစ်စီပြီးတော့ magnetic connector ကိုဆက်ပြီးကတ်နေတယ်ကတ်နေရတဲ့အတွက်ကြောင့် motor အလုံးလုံးတယ်ဆိုတော့ okay ဒီ control circuit ကိုခင်ဗျားတို့နားလည်လောက်ပြီးထင်တယ်တစ်ချက်အဆုံးအ operation မှာ run ထားတာ ਨੇ ဒီ control circuit နဲ့ဘယ်လိုပုံစံမျိုးလဲဆိုတော့တစ်ချက်ရှင်းတွဲကြည့်ကြည့်လို့ရရပေါ့ โอเคအဲ့မှာကကျွန်တော်ကနောက်တစ်ခုက ပါဝါဆာကိပါဝါဆာဆာကိကရွေးရွေးရှင်းရှင်းပါပဲအဲကျွန်တော် line 3 line ရှိမယ် RYB red yellow blue ပေါ့လေနော် line 3 line ရှိမယ်အဲ့ line 3 line ကဘယ်လိုလာမလဲဆိုမဂနတစ်ကွန်တာရဲ့ terminal D1 D2 D3 terminal လာမယ်မဂနတစ်ကွန်တာ terminal အထက် D4 D5 D6 ဒီကွန်ဒီကွန်တက်တွေကဒီလိုမျိုး မဂနက်တစ်ကွန်တာမှာကွန်တာမှာဒီလိုမျိုးလာရင်မလေးလာလိမ့်မယ်သဘောတရားကတော့အဝင်ထွက်ပင် okay d5 d6 d4 d5 d6 ဒီ second နဲ့ဘယ်ကိုဒီ terminal နဲ့ဘယ်ကိုထွက်သွားလဲဆိုတော့ motor ရဲ့ u1 v1 w1 terminal ကိုသွားဝင်ပေးရမယ်ဆိုတော့ဒီဟာကပုံမှန် operation ပဲ u1 v1 w1 ကိုဝင်လိုက်တာ ਨੇ ဟောပုံမှန် operation ပဲ motor ရဲ့ မော်တာအထဲထဲမှာမော်တာရဲ့တာမီနယ်ကတာမီနယ်6ခုရှိတယ်ဘယ်လိုပြောမလဲဒီလိုမျိုးတာမီနယ်6ခုရှိတယ်မော်တာရဲ့တာမီနယ် U1 V1 W1 W2 U2 V2 ဆိုတော့ okay ဒီလိုမော်တာရဲ့တာမီနယ်မော်တာရဲ့တာမီနယ် ။ဒါရင်မှာဒါမျိုးခင်ဗျားတို့တွေ့ရလိမ့်မယ်။တွေ့ရခါမှာအဲ့မှာ connection ကဒီ connection ဆက်မလား။ why connection ဆက်မလား။ဆက်မလားဆိုတာဆက်မလားဆိုတာရှိတယ်။ဒီ connection ဆက်တယ်ဆိုရင်ဒီကောင်တွေကိုတက်ဆက်ပေးလိုက်အောင်မယ်။တက်ဆက်ပေးလိုက်အောင်မယ်။ why connection ဆက်တယ်ဆိုရင်ဒီအဆုံး UW2 U2 V2 ကိုဒီကောင်ကိုတံမျိုးပေါင်းပေးလိုက်ရုံပဲ။ โอเคအဲ့ဒါကိုဒီညမှာကျွန်တော် technical facts ရပြောရမယ်ဆိုရင်သူကဒီ4 kilo 4 kilo ဝတ်ထီကို4 kilo ဝတ်ထီကိုဒဲကွန်နက်ရှင်နဲ့ဒဲကွန်နက်ရှင်နဲ့ဓာတ်ရိုက်ရအောင်အဆင်ပြေတယ်4 kilo အထက်ကနေပြီးထက်ကမော်တာတွေ rating မော်တာတွေကိုတော့သူက wire connection wire connection ပေါင်းတော့မှ အဆင်ပြေပါလိမ့်မယ်အင်းဟုတ်ကဲ့ပါဒီလောက်ဆိုဒါလမ်း online stutter motor stutter အကြောင်းကိုဒီမီခေါင်းပြီးတော့ရှင်းလိမ့်မယ်လို့ကျွန်တော်ယူဆတယ် okay ဒီလောက်ဆိုရင်ခင်ဗျားတို့ဒါလမ်း online motor stutter အကြောင်းကို နားလေသဘောပေါက်မယ်လို့ကျွန်တော်ယူဆပါတယ်။အဲနောက်ပိုင်းမှာ motor starter နဲ့ပတ်သက်ပြီးတော့ motor control တွေဘယ်လိုတွေသုံးလဲဘယ်လိုလုပ်လို့လဲဆိုတာကျွန်တော်ဆက်ပြီးပြောပြဖို့ရှိပါတယ်။စိတ်ဝင်စားရဲဆိုရင်ဒီ channel လေးကို subscribe လုပ်ခဲ့ကြပါအားလုံးကိုကျေးဇူးတင်ပါတယ်။ DO1 starter အကြောင်း ပြောရင်းနဲ့ ကျွန်တော်ကဒီမှာဆိုရင်မဂနက်တစ်ကွန်ဒတာတစ်လုံးပဲသုံးတယ်တစ်လုံးပဲသုံးတယ်ဆိုတာမော်တာကမော်တာရဲ့ဒါရက်ရှင်ကတစ်ဖက်ဖဲလည်မယ်ပေါ့ဗျအဲ့ဒီနေရာမှာကျွန်တော်ခင်ဗျားတို့တွေ့ဘူးလိမ့်မယ်အမ်ရှေ့ကိုသွားတယ်နောက်ကိုသွားတယ်အပေါ်တက်တယ်အောက်ကိုဆင်းတယ်ပေါ့ဗျ operation နှစ်ခုလုပ်တဲ့ control circuit ဒီအကြောင်းကိုလည်းကျွန်တော်ဆက်ဆက်ပြီးတော့ပြောပြခြင်းနဲ့အဲ့ဒါကိုကျွန်တော်ဘယ်လိုခေါ်လဲဆိုတော့ forward motor control point အဲ့ဒီအကြောင်းကိုနောက်ဗီဒီယိုမှာကျွန်တော်ပြောပြမယ်ကျေးဇူးတင်ပါတယ်